2025ခုနှစ်ရဲ့ success mode ကုမ္ပဏီကတော့အရန်အရန်ကိုရင်ခုန်စရာကောင်းပါတယ်2025ခုနှစ်မှာကုမ္ပဏီအသစ်ကိုပြန်လဲတည်ထောင်လိုက်တယ်လို့ပဲ success mode ကုမ္ပဏီက73နှစ်တာကြာပြီးတော့မှ ခိုင်မာပြီးတော့ရေရှည်တည်တတ်နေတဲ့အပြင်ကို နောက်ထပ်နှစ်ပေါင်းရာချီထောင်ရှိအတွက် view ဟာတွေအခုကတည်းကကြိုတင်စတင်ပြီးတော့မှပြင်ဆင်ထားတာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီစီးပွားရေး းမှာဝင်ရောက်လောက်ကင်လာတဲ့သူတွေဆိုလို့ရှိရင်စတင်တင်ယူခြင်းကနေပြီးတော့မှာ သွားရမှာဖြစ်တယ်လမ်းကြောင်းနံပါတ်1 level 1အဆင့်ပေါ့နော်တည်ယူတဲ့အနေထားတစ်ခုမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ကန်ဆာမှာတယောက်နေနဲ့ဒီထုတ်ကုန်ပစ္စည်းပိုင်းတွေအုပ်စုအများကြီးယာနဲ့ရှည်ရှိတဲ့အချိန်မှာကိုယ်ကြိုက်တဲ့ထုတ်ကုန်ပစ္စည်းကိုအရင်သုံးမယ်သုံးပြီးပြီဆိုတာနဲ့ကိုယ်ကြိုက်တဲ့ထုတ်ကုန်ပစ္စည်းနဲ့ကိုယ့်ပတ်ဝန်းကျင်မှာဘယ်လိုမျိုးပြန်လည်ထိုးဖောက်မလဲဆိုပြီးတော့မှအရင်ဦးဆုံး level 1အဆင့်အနေနဲ့ boom app ဆိုပြီးတော့မှ သင်ယူရမှာဖြစ်ပါတယ်။အဲ့ဒီလိုသင်ယူရင်းသင်ယူရင်းနဲ့မိမိကကုမ္ပဏီရဲ့အကြောင်းတွေကိုသိသွားပြီးထုတ်ကုန်ပစ္စည်းတွေရဲ့အကြောင်းကိုသိသွားပြီးငွေငွေပလန်တွေအကြောင်းကိုသိသွားပြီးဆိုလို့ချင်းကျန်းမာရေးနဲ့စီးပွားရေးအကြံပေးပုဂ္ဂိုလ်အနေနဲ့နောက်ထပ် group တစ်ခုကိုသင်ယူဝင်ရမှာဖြစ်ပါတယ် level 2အဆင့်အနေနဲ့အဲ့ဒီလိုသင်ယူလိုက်ပြီးဆိုလို့ချင်းမိမိတို့ကပတ်ဝန်းကျင်က လိုအပ်နေတဲ့ကျန်းမာရေးအတွက်လိုအပ်နေတဲ့သူတွေကိုကိုယ့်ရဲ့အသိပညာတွေနဲ့ပြန်လည်ဆောင်ချောက်လို့ရတယ်၊ဖေးမာလို့ရတယ်၊ကူညီပေးလို့ရတယ်၊ကိုတင်ယူထားတဲ့စီးပွားရေးအတွေ့အကြုံတွေနဲ့ပြန်လည်ပြီးတော့ဒီနေ့ခေတ်ရဲ့စီးပွားရေးမှာဝင်ဝေထောင်နဲ့ပေါင်းနဲ့သိမ့်နဲ့တန်းနဲ့အချိန်နဲ့နဲ့ဝင်ဝေများများရကြည့်အောင် ကိုပိုင်လက်တွေ့လုံနေတဲ့အလုံးနဲ့တွဲဖက်ပြီးတော့နောက်ထပ်အလုပ်ကိုဘလို့ပုံစံမျိုးလုပ်ခွင့်ရနိုင်တယ်ဆိုတော့အကြံပေးပုဂ္ဂိုလ်အနေနဲ့ယာတူးအဆင့်ကိုတိုးပြီးတော့မှကိုယ့်ရဲ့ level တစ်ဆင့် level 2နေနဲ့တိုးသွားမှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဒီလိုမျိုးကိုတိုးပြီးတော့သင်ပြနိုင်ခဲ့ပြီးပြီဆိုလို့ရှင်ရင်ကိုယ့်ရဲ့အသင်းအဖွဲ့အနေနဲ့ network ထဲမှာဆိုလို့ရှင် စားသုံးသူအုပ်စုရှိမယ်၊ဈေးရောင်းသူအုပ်စုရှိမယ်၊စီးပွားရေးလုပ်တဲ့အုပ်စုရှိမယ်။အဲ့ဒီလို၃အုပ်စုရှိသွားပြီဆိုရင်တော့ကိုက level 3နေနဲ့ တင်ပြပေးတဲ့အဆင့်နော်အားလုံးကိုတဆင့်ပြီးတဆင့်မှန်မှန်ကန်ကန်လမ်းကြောင်းမှန်စွာနဲ့တင်ပြပေးနိုင်တဲ့သူတယောက်အနေနဲ့တဆင့်ပြီးတဆင့်ကို ကိုကတင်ပြပေးတဲ့သူရာသူအဆင့်နောက်ထပ် group တစ်ခု level 3ဆိုပြီးတော့မှဝင်ရောက်လေ့လာသင်ယူဝင်ရမှာဖြစ်တဲ့အဲ့ဒီနေရာမှာကုမ္ပဏီကမိမိတို့ကိုနီးပေါင်းစုံနဲ့တင်ပြပေးမှာဖြစ်ပါတယ်အပြင်မှာဈေးရောင်းတဲ့နီးတွေလူတွေနဲ့မိတ်ဆွေတွေဖွင့် ဖြစ်တဲ့နေရာမှာလူမှုဆက်ဆံရေးအကြောင်းတွေကုမ္ပဏီကအချက်အလက်တွေဝက်ဆိုက်သင်ယူပုံတွေနော်အွန်လိုင်းပေါ်မှာ AI နဲ့ပတ်သက်တဲ့ဤပညာရက်တွေစသဖြင့်ဒီအရာတွေအကုန်လုံးကို အပြင်မှာငွေကုန်ကြေးကြခံပြီးသင်ယူစရာမလိုဘဲနဲ့ကုမ္ပဏီကမိမိကို အခမဲ့ တင်ရောက်ပေးမှာဖြစ်ပါတယ်တင်ပြပေးမှာဖြစ်ပါတယ်နီးစပ်ရာတင်နှန်းနေတဲ့မှာတင်ယူနိုင်တယ်ရုံခွဲတွေထဲမှာတင်ယူနိုင်တာဖြစ်ပါတယ်အဲ့ဒီလိုတင်ယူပြီးလို့မိမိကအသင်းဖွဲ့ကြီးတစ်ခုကိုပိုင်ဆိုင်ထားပြီးအနေနဲ့အတိအသည့်အရရက်မှာနိုင်ငံတကာမှာ ကိုယ့်ရဲ့ဈေးွက်ကိုထိုးပေါက်နိုင်သွားပြီဆိုရင်တော့ level ဖိုးအနေနဲ့မိမိကလီဒါတယောက်ဖြစ်သွားပြီးခေါင်းဆောင်တယောက်ဖြစ်သွားပြီးအဲ့လိုလီဒါတယောက်ဖြစ်သွားပြီးခေါင်းဆောင်တယောက်ဖြစ်သွားပြီးဆိုလို့ရှိရင်ခေါင်းဆောင်ဘိုင်းပညာရဲ့အနေနဲ့ skill နော်ကိုယ့်ရဲ့ skill လို့ခေါ်တဲ့ကိုယ့်ရဲ့ mindset အတွေးတွေနော်အဲ့ဒီအတွေးတွေရဲ့ပြီးလို့ရှိရင်ပတ်ဝန်းကျင်ရဲ့ခ ခေပြဿနာတွေကိုအချိန်နဲ့တပြေးညီဘလို့ဖြေရှင်းနိုင်မလဲဆိုတဲ့ပညာရက်တွေရဲ့အခက်ခဲတွေကြုံလာပြီဆိုလို့ရှိရင်ဘလို့မျိုးစိတ်သက်ခွန်အားတွေကိုကိုယ်တိုင်ရယူရမလဲကိုယ့်ရဲ့အသေးအဖွဲတွေကိုစိတ်သက်ခွန်အားပေးပုံပေးနည်းတွေကအစအလုံးကိုအဆဆအရာရာကုမ္ပဏီပိုင်ချင်းစီးကိုကိုယ်တိုင်က အသေးစိတ်သင်ပြပေးမှာဖြစ်ပါတယ်။အဲဒီလိုသင်ယူပြီးပြီဆိုလို့ချင်တော့မိတ်ဆွေဟာပတ်ဝန်းကျင်မှာလူအများနဲ့မတူတဲ့ထင်ရှားတဲ့ပုံ 播的样， ဖြစ်လာမှာပါကိုကိုကိုအခက်ခဲပြဿနာတွေကဘာကြီးဟာပြောင်းလဲနေတာနဲ့အမျှပြောင်းလဲတဲ့အနေအထားတစ်ခုမှာကိုကိုတိုင်းလိုက်လံပြောင်းလဲနိုင်ပြီးတော့မှတိုးတက်လာတဲ့အပိုင်းတွေကိုကိုယ့်ရဲ့အရေးအချင်းတွေကိုမြင့်တင်နိုင်တဲ့အပိုင်းတွေကိုကိုကိုတိုင်းသင်ယူလေ့လာခွင့်ရရှိမှာဖြစ်တယ်ပြီးရင်ကိုသင်ယူလေ့လာထားတဲ့လူမျိုးပဲကိုပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို အတွေးခေါ်ပိုင်းတွေစိတ်ဓာတ်ပိုင်းဆိုင်ရာတွေเนาะပြီးလို့ရှိရင်ယုံကြည်မှုပိုင်းဆိုင်ရာတွေရဲ့ AI တွေ နဲ့ပတ်သက်တဲ့ AI ထက်ပါတဲ့လူသားတယောက်ဖြစ်အောင်ဘယ်လိုမျိုး ကိုကိုအရေးချင်းမြင့်တင်ရမလဲဆိုတော့နီးတွေကိုနီးပေါင်းစုံကုမ္ပဏီကပြင်ပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့2025မှာပြန်လည်ပြီးတော့စတင်မဲ့သူတွေအတွက်ကိုအရင်တော့ကဘလို့ပုံစံမျိုးနဲ့စတင်ခဲ့တယ်လဲစိတ်ဝင်စားပါဘူးလက်ရှိမှာဘလို့ပုံစံမျိုး ရှေ့ဆက်မလဲဘယ်အထိရှေ့ဆက်မလဲဘယ်နေရာထိရောက်အောင်သွားမလဲဆိုပြီးတော့မှကုမ္ပဏီက level 1 level 2 level 3 level 4ဆိုပြီးတော့အဆင့်၄ဆင့်နေနဲ့မိတ်ဆွေတို့ကို အရှိကံကနေစတင်ပြီးတော့ train သွားပေးမှာဖြစ်ပါတယ်ဆိုတော့အကြောင်းမက်ဆူလိုင်ကရင်ခုန်စိတ်လှချစာနဲ့ GB တို့ file လေးမှာပထမဦးဆုံးအမီးလေးကြော်ညာလေးလာပြီးတော့မှပြောပြပေးခြင်းဖြစ်ပါတယ်။ကြံတဲ့အဆက်လက်တွေကိုကုမ္ပဏီကနေပြီးတော့ဆက်လက်ပြီးတော့တင်ပြပေးအောင်မှာဖြစ်တဲ့အတွက်နောက်ထပ်နောက်ထပ် video file တွေမှာတစ်ချက်ချင်းစီအသေးစိတ်လာရောက်ပြီးတော့ညွှန်ဝေပေးအောင်မှာဖြစ်ပါတယ်ရှင်။